ဒီကတော့ဘာလဲဆိုတော့ကျွန်တော်ဟိုအထက်ရောက်နေတုန်းကပေါ့နော်ကျွန်တော်နဲ့အတူတူဘေကျင်းဟိုပါပေါ့စားရွက်ခေါ်မှာပေါ့အထက်မှာဆိုတော့စားရွက်ခေါ်တာပေါ့ဒီသူ့ရွာမှာဖြစ်ခဲ့တဲ့ဒီကြီးခင်အကြောင်းကိုသူကပြောပြတော့ကျွန်တော်တအားစိတ်ဝင်စားပြီးတော့တကယ်လို့များအပြင်ရောက်ခဲ့လို့ရှိရင်ကြုံရင်အဲ့ဆက်ကလေးတော့ကြုတ်ကိုရေးပေးသားမှာကြုတ်ရိုက်ချင်လို့ပါလို့ပြောထားပြတဲ့အချိန်မှာသူကအရင်လွတ်သွားတယ် တော့ကျွန်တော်ပြန်လွတ်လာတဲ့ခါကျတော့ကျွန်တော်လာကြိုတယ်သူကိုယ်တိုင်လာကြိုပြီးတော့အဲ့မှာတွေ့ကြတာပေါ့တွေ့ရင်တမခဲအဲ့ဒါဆိုအကောင့်ထဲပေါ်ပေးပြာဆိုတာနဲ့ဒီဇက်ကလေးကို तू ကကြီးခင်ရဲ့နှစ်ထောင်ဆိုပြီးတော့နာမည်ကတော့ကျွန်တော်ပေးတာပေါ့နော်ဖီးယမန်ဆိုတာထဲဒီဟာတွေကမိသားစုတိုင်းမိသားစုတိုင်းမှာဖြစ်လိဖြစ်တတ်ရှိတဲ့ဟာတွေအများကြီးတွေ့ကြရပေါ့နော်အိုင်ဒီယာတစ်ခုစဉ်းစားမိတာရိုက်နေကြလူတွေမဟုတ်ဖ ೇನೆ ဟိုအပြောင်းလဲလေးဖြစ်အောင်စဉ်းစားရင်ဘလို့နေမလဲဟိုမင်းသားကိုတော့ကျွန်တော်ကိုကြော်တက်အောင်ရွေးလိုက်တယ်ပေါ့နော်နောက်တစ်ခါ သူတောက်အောင်ပေါ့သူတောက်အောင်လည်းဒါ character တစ်မျိုးဖြစ်အောင်ရွေးတယ်ပေါ့နောက်တကကိုအုပ်ကကျော်သူ့ကိုလည်းကျွန်တော်ဒီထက်မှပုံစံပြောင်းမယ်ပေါ့နော်ဒီအညာသားကြီးတယောက်လူကြီးတယောက်ဆိုရင်ဘလို့ဖြစ်မလဲစိတ်နှစ်တောင်းစိတ်နှစ်တောင်းဟုတ်တယ်ကြီးကင်းရဲ့နှစ်တောင်းကစိတ်နှစ်တောင်းစိတ်နှစ်တောင်းကနည်းနည်းရှားရတာပေါ့နော်ရှားရှက်ပြီးတော့ဘူးတော့နီးစက်ရလေးတခုတော့ရထားပြီးပြီ